ချင်းမမြို့မှာအကြီးဆုံး shopping mall ကြီးတုံးခုရှိတယ်။အဲ့ဒီထဲမှာတစ်ခုဖြစ်တဲ့ Maya shopping mall ကြီးအနောက်ကဘယ်နဲ့သန်းခွဲဝင်းကျင်နေဝင်နိုင်မဲ့ condo project လေးတစ်ခုရှိပါတယ်။စီကိုင်းညမှာနေကျင်တဲ့သူတွေခလေးကြောင်းထားကျင်တဲ့သူတွေအတွက်အနီးမှာချင်းမ University ရှိသလိုကျောင်းတွေအများကြီးလည်းရှိသေးတယ်။ shopping center ကြီးနဲ့လည်းနေရယ်။ကိုတိုင်မနေကျင်သေးလို့အိမ်ငါတင်ကျင်သေးလား။ဒီကုလို့ရှိတဲ့နေရာ foreigner တွေအများအများဆုံးနေရာဖြစ်တဲ့အတွက် invest လုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းအရန်ကုန်မှာအဆင်ပြေပါရဲ့ရှင့် ီနေရာမှာထူးထူးခြားခြားရွေးချယ်စရာတခုကတော့ဝယ်ယူပြီးချက်ချင်းနေခြင်းတဲ့သူတွေအတွက်ဒီကွန်ဒိုအပြင်နောက်ထပ်ပုံစံတူကွန်ဒိုတခုဒီ location နားမှာထပ်ပြီးဝယ်ယူနိုင်မှာဖြစ်ပြီးတော့ offline အနေနဲ့ဝယ်ခြင်းလည်းဆိုလို့ရှိရင်လည်း2026ခုနှစ်ဇူလိုင်လမှာစောင့်လုပ်ပြီးစီးမဲ့ပုံစံတူ offline ကွန်ဒိုတခုကိုဒီ location အနည်းမှာပဲထပ်ပြီးတော့ဝယ်လို့ရအောင်ပါဖြစ်ပါတယ် ဒီကုန်းတော့ကတော့စီကားရဲ့နေရာမှာစကန်ဟုံးအနေနဲ့နေကျင်တဲ့သူတွေကိုယ့်ရဲ့ကလေးပညာရေးအတွက်ချင်းမှန်မှာကြောင်းထားကျင်တဲ့သူတွေအတွက်အဆင်ပြေဆုံးကုန်းတို့ project တစ်ခုပဲဖြစ်ပါတယ်။ဒါပြင် invest လုပ်ချင်လာနိုင်ငံသားတွေအနေအများဆုံးနေရာမှာတည်ရှိတဲ့ကုန်းတို့ project ဖြစ်လို့ investment တော့ဆိုလို့ရှင်လဲတကယ်ကိုမှရွေးချယ်တင်တဲ့ကုန်းတို့ project တစ်ခုဖြစ်ပါရှင်။ဂျင်းတို့အနေနဲ့ကတော့ဒီကုန်းတော့အခန်းလေးတွေကို2.5 million ဘက်ကနေစတင်ရတာမှာဖြစ်ပြီးတော့စိတ်ဝင်စားလို့ဝယ်ချင်တယ်ဆိုလို့ရှင်တော့အခုပဲ SCG investment company ကိုဆက်သွယ်နေနေဆုံးတယ်မှာဝယ်လို့ရပါပြီရှင်။